မင်္ဂလာပါအဲ့တော့ဒီမှာတော့ကျွန်တော်ကိုစာဖဏီမေးထားတဲ့သူတွေအတွက်စာဖဏီကိုကျွန်တော်မျှဝေပေးမှာဖြစ်ပါတယ်အခုကျွန်တော် YouTube ကကျွန်တော်မိတ်ဆွေတွေအတွက်ဒါသီးသန့်အထူးမျှဝေပေးတာဖြစ်ပါတယ်အဲ့တော့စာဖတ်တယ်လို့ပြောပထမဦးဆုံးအချက်ကစာအုပ်မြန်မြန်ဖတ်ဖို့ကြိုးစားတာပဲနော်အာစာအုပ်ဘလောက်မြန်မြန်ဖတ်ဖို့လိုလဲကျွန်တော်ကတော့စာမြန်မြန်ဖတ်တာကိုသိအားမပေးဘူးနော်ဟိုစာများများဖတ်ချင်တယ်ဆိုရင်မြန်မြန်ဖတ်အောင်ကြိုးစားရမှာမဟုတ်ဘူးစာဖတ်ဖို့အချိန်ကိုပို့ပေးရမှာ ော့တခုတော့ရှိရပါဗျာစာအုပ်တုတ်တုတ်တော့မတူးပေါ့တချို့စာအုပ်တွေဆိုကျွန်တော်တရက်ထဲနဲ့ပြီးအောင်ဖတ်တာပေါ့တချို့စာအုပ်တွေကကျွန်တော်လာနေချီဖတ်ရတာရှိတယ်တချို့စာအုပ်တွေကကျွန်တော်တို့နှစ်နဲ့ချီပြီးပြန်သုံးသပ်ပြီးဖတ်နေရတဲ့စာအုပ်တွေလည်းရှိတယ်ကိုကားတဲ့ကိုကားတဲ့စာအုပ်တွေဆိုရင်ဆိုတော့အရေးကြီးတာကစာမြန်မြန်ဖတ်ဖို့မကြိုးစားနဲ့စာကအချိန်တိုင်းတာတစ်ခုတည်းပေးပြီးတော့ဖတ်ဖို့လိုတယ်စာအုပ်ဖတ်ဖို့အတွက်ကိုဘွားရဲ့အချိန်ကိုပို့ပေးဖို့ပဲဖြစ်တယ်ကျွန်တော်ခဏခဏပြောတယ်စာဖတ်ဖို့အချိန်မပေးနိုင်ရင်ကြာဆုံးမှုအချိန်ပေးရလိမ့်မယ် နောက်တစ်ခုကတော့စာဖတ်တယ်ဆိုတဲ့နေရာမှာဟာဘယ်စာအုပ်တွေကောင်းလဲလိုက်မိတာမျိုးပေါ့တယောက်နဲ့တယောက်အချိုက်မတူဘူးဒါကြောင့်ကျွန်တော်ဘယ်စာအုပ်ကောင်းလဲမင်းကျွန်တော်သိပြောလို့မရှိဘူးကျွန်တော်ကြိုက်တဲ့စာအုပ်ကိုလူကြီးတွေကြိုက်ချင်မှကြိုက်အဲ့လိုပဲ generation gap ဆိုတာရှိတယ်လူကြီးတွေကြိုက်တဲ့စာအုပ်ကိုလူငယ်တွေကြိုက်ချင်မှကြိုက်လူငယ်တွေကြိုက်တဲ့စာအုပ်ကိုလူကြီးတွေကြိုက်ချင်မှကြိုက်အရေးကြီးဆုံးကကိုယ်အားတာတာကိုအားပြုပြီးဖတ်စာဖတ်ဝါသနာကိုပြောထောင်ရင်ကိုယ်ကဟိုတမိုင်းကိုအားတာတယ်ဆိုတမိုင်းနဲ့ပတ်သက်တာတွေပုံများများဖတ်ဟုတ်တယ်ကိုယ်အားတာတာကိုဖတ်မှစာဖတ်ခြင်းစိတ်ကရှိလာသူများကောင်းတယ်လို့ဘယ်လောက်ပြောပြောအဲ့ဒီဘာသာရပ်ကိုကိုယ် ိုဘလို့ခေါ်မလဲစိတ်ဝင်စားအဲ့ဒါယူဖက်ပြင်းနေမှာလူတင်ကြည့်ဖို့အတွက်စာအုပ်ကိုဘယ်တော့မှမဖတ်နဲ့စာအုပ်တို့ကိုဖတ်လို့ကိုနားမလဲဘူးအဆင်မပြေဘူးဆိုဆက်မဖတ်နဲ့တော့နောက်အစ်တို့ကိုဖတ်ဟိုတိတ်အတွေးခေါ်စင်ခေါ်တဲ့စူးစားပြီးဖတ်ရတဲ့စာပေမျိုးကလွဲလို့ပေါ့လူတင်ကြည့်အောင်သူများကောင်းတယ်ဆိုတဲ့စာအုပ်ကိုမကြိုက်ပဲနဲ့ဘယ်တော့မှမဖတ်ပါနဲ့အရေးကြီးတယ်ဘဝမှာတချို့ကလည်းပြောတယ်စာဖတ်တယ်ဘာလို့မအောင်မြင်လဲကျွန်တော်တို့ကစာဖတ်လို့အောင်မြင်တာမဟုတ်ဘူးကျွန်တော်တို့အဲ့ဒီအချက်တွေအလွန်အရေးကြီးတယ်เนาะကျွန်တော်တို့ကကျွန်တော်တို့အရေးကြီးဆုံးအချက်က ဘဝမှာကိုဒီစာပေကရတဲ့ဘုသူတ္တကိုအသုံးပြုမှအောင်မြင်မှာစာဖတ်ရုံနဲ့တော့မအောင်မြင်ဘူးစာဖတ်ပြီးတော့အဲ့ဒီအဲ့ဒီကရတဲ့အတိတ္တောင်လက်တွေ့ဘလောက်သုံးလဲဒီပုံမှာလည်းမူတည်သေးတယ်နောက်တစ်ခါကျွန်တော်တို့ကအောင်မြင်မှုတော့ဘယ်တော့မှစာမဖတ်နဲ့ကျွန်တော်တို့ကအောင်မြင်မှုယူရကြတဲ့စာဖတ်တာမဟုတ်စာဖတ်တယ်ဆိုတော့ဘဝကိုကျွန်တော်တို့ကပို့ပြီးတော့ကောင်းမွန်တဲ့အမြင်နေနဲ့ကြည့်မြင်နိုင်မှုတော့ဖတ်တာအဲ့ဒီကနေတစားတစားဘဝဟာအောင်မြင်လာတာဖြစ်ပါတယ် ဲ့တော့ကျွန်တော်ဆက်ဖက်ပြီဆိုအစုံဖက်ဖို့လိုတယ်ဟိုအစားစားတယ်လို့ပဲပေါ့နော်ကိုကြိုက်တာလဲကိုစားဒါပေမဲ့ဟင်းသင်းဟင်းရဲ့စားသဖြင့်မြတ်တောက်အောင်စားတယ်လို့ဆက်ဖက်တဲ့အခါမှာလဲကိုကြိုက်တဲ့စားပြီလို့အဓိကအားပြုပြီးဖက်ပေါ့နော်ဒါပေမဲ့စားစုံအောင်ဖက်ဖို့လိုတဲ့တမိုင်းဝတ္ထုအတွေ့အခေါ်ဘဟုတအစုံဖက်လေလေကောင်းနေလေကိုကြိုက်တာတော့ကိုအားပြုဖက်ပေါ့နော်ကျွန်တော်တို့အဲ့မြန်မာညီမြမဟန်လဲစားပြီဖက်ရှုလေးလာမယ်ဆိုရင်တော့ကျွန်တော်တို့ကအဓိကအဖြစ်စားပြီဆိုတဲ့အောက်မှာ၃မျိုးရှိတယ်ကျွန်တော်ခဏခဏပြောတယ်ကျန်းရယ် เนาะကျွန်တော်တို့က sorry စာပေဆိုတဲ့အောက်မှာကျွန်တော်တို့ကစာရယ်ကျမ်းရယ်ကျမ်းခံရယ်ရေပုံကဘယ်နှမျိုးရှိလဲ၃မျိုးရှိစာဆိုတာကျွန်တော်တို့ဒီနေ့ရေးနေတဲ့ဝိထုတို့ဝိထုရှင်စောင်းပါခဗျာအဲ့ဒါဒီအားလုံးကစာတွေဖြစ်တယ်အဲ့တော့စာမှာတစ်ခုရှိတာစာကိုရေးတဲ့သူတွေကပုထုဇဉ်တွေဖြစ်တဲ့အတွက်စာရေးဆရာရေးတဲ့အကုန်မှန်တယ်လို့မထင်နဲ့စာရေးဆရာသူ့ရဲ့ပုဂ္ဂလိကအမြင်တွေသူ့ပုဂ္ဂိုလ်ရဲ့တည်ငြိမ်မှုတွေပေါ်မူတည်ပြီးသူကောင်းတာကိုကောင်းတယ်လို့သူကောင်းတယ်လို့ထင်တာကိုပိုကောင်းအောင်လို့ရေးတာသူမုန်းစေခြင်းနဲ့သူသူ့စာထဲမှာလူတွေမုန်းအောင်ရေးတာဒီသဘောဖြစ်တယ်အဲ့တော့စာဖတ်တဲ့သူက အဲဒါကိုကောင်းစွာ နားလည်ပြီးဖတ်ဖို့လို့ဒုတိယကျတော့ကျွန်တော်တို့ကစာပြီးတော့ကျွန်တော်တို့ကကျမ်းကျမ်းဆိုတာကျတော့ကျွန်တော်တို့ကပညာရဲ့တစ်ခုကိုအခရာစီစဉ်ပြီးရေးထားတာကိုကျွန်တော်တို့ကကျမ်းလို့ခေါ်တယ်ပညာရည်တခုအခရာစီစဉ်ပြီးရေးထားတာကျမ်းဆိုတာဘာလဲဆိုတော့ပညာရည်တခုသိကျင်ကျွန်တော်တို့ကကျမ်းကိုဖတ်ရတယ်စေပညာကိုတက်ချင်စေကျမ်းကိုဖတ်ရတယ် marketing ပညာကိုတက်ချင် marketing ကျမ်းကိုဖတ်ဒီသဘောဖြစ်တယ်ဒါပေမဲ့ကျမ်းဒီလည်းပဲပုထုဇဉ်တွေရေးထားတာဖြစ်တယ် ျမ်းမှာ gun ဆိုတာလေးကိုထည့်လိုက်ရင်နည်းနည်းရရမဟုတ်တော့ကျမ်း gun လို့ပြောလိုက်ရင်ဘုန်းတော်ကြီးမြတ်တော်မူတဲ့မြတ်စွာဘုရားရှင်ကိုရုံမြတ်ကြီးကိုယ်တိုင်ဓာတ်ရိုက်ညွှန်ကြားတဲ့ပိဋကတ်သုံးပုံသုံးပုံကိုပဲကျွန်တော်တို့ကကျမ်း gun လို့ပြောလို့ရတယ်အဲ့တော့ကျမ်း gun ဒီတစ္ဆာလေးပါးတွေဖြစ်တဲ့အတွက်လုံးဝအမှားမရှိဒါကြောင့်မြန်မာနီးမြန်မာဟန်နဲ့စာပေဖတ်ရှုလိလာတဲ့မြန်မာလူငယ်တယောက်အနေနဲ့အစင်းစင်တိုးတက်ပြီးဖတ်ဖို့လိုတယ်။စာ၊ကျမ်း၊ကျန်းကန်အစင်းစင်တိုးတက်ဖတ်ရှုနိုင်မယ်ဆိုရင် လူချင်းတို့ဒီဘဝမှာစာပေရပေးတဲ့အတိတုဒ္ဒနဲ့ဘဝရဲ့ရှုမြင်မှုတွေအားကောင်းလာဘဝကိုရှုမြင်သုံးသပ်မှုအားကောင်းလာလို့ဘဝမှာအောင်မြင်မှုတွေရလာတာဖြစ်ပါတယ်လို့ချစ်ခင်စွာမျှဝေလိုက်ပါတယ်ကျွန်တော်မျှဝေမှုကနေလူချင်းတို့အကျိုးရှိမယ်လို့အပြည့်အဝယုံကြည်ပါတယ်ကျွန်တော်ဒီ YouTube channel ကိုလည်းအားပေးကြတယ်တူတူတယောက်ချစ်စီတာချစ်ခင်ကျေးဇူးတင်ပါတယ်ရှေ့ဆက်ပြီးတော့လည်း YouTube ကနေပြီးတော့အထူး YouTube အတွက်သေးသန့်အစီအစဉ်တွေကိုဆက်လက်ထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်လို့သတင်းကောင်းပါလို့ပါတယ်အဲ့တော့ဟောပြောပွဲတက်ချင်တဲ့သူတွေကတော့လာမယ်ကျွန်တော်တို့9ရက်နေပေါ့မတ်လ9ရက်နေ့ မနက်စင်တာကြီးမှာမန္တလေးမြို့မှာကျွန်တော်တို့အခမဲ့ဟောပြောပွဲရှိမှာ ဖြစ်တယ်။အဲဟိုတယ်နာမည်နဲ့ကျွန်တော်တို့ဟိုတယ်နာမည်ကိုတော့ကျွန်တော်တို့ဒီ page တွေမှာမကြမီကြီးညာပေးပါမယ်။နောက်ရန်ကုန်အတူတွေအတွက်လည်းကျွန်တော်တခါမှမလုပ်ဘူးသေးတယ်။အဲကျွန်တော် meet and greet เนาะကျွန်တော်တို့ meet up program တခုကိုကျွန်တော်စလုပ်ဖို့ရှိပါတယ်။အရင်ကတော့ hop ပြောပွဲဆိုတာတော့ hop ပြောတာပေါ့။အခုကတော့ပြိသက်တင်နဲ့ရင်းနှီးနှီးတွေ့ဆုံနဲ့ဆွေးနွေးတယ်။ hop ပြောတာလည်းပါမယ်။ game တွေတူတူဆော့ကြမယ်။စတဲ့အဲ့ဒီ meet up အစီအစဉ်ကိုကျွန်တော် Yangon Pan Pacific Hotel မှာအခုလာမယ်။ကျွန်တော်23ရက်နေ့နော်ညနေပိုင်းမှာကျွန်တော်တို့တနားရီလောက်ကစကြမယ်ပေါ့နော်။ကျွန်တော်လုပ်ဖို့ရှိပါတယ်။ ticket fee ကိုလည်းအလုံးသက်သာတဲ့နှုန်းထားနဲ့ရောင်းမင်းမှာဖြစ်ပါတယ်။ကျွန်တော်မိတ်ဆွေလုပ်ငန်းရှင်တွေရဲ့ sponsor တွေပါတဲ့အတွက်တက်ရောက်တဲ့သူတွေကိုဝင်ဝင်ဝင်တော့ဝင်ဖို့မဖြစ်တဲ့ ticket fee နဲ့ကျွန်တော်တို့ Pan Pacific မှာလည်း ရန်ကုန်ကသူတွေအားခဲတာပါမတ်လ23ရက်နေ့တွေ့ကြပါအဲ့ဒီပွဲတက်ချင်တယ်ဆိုရင်အောက်မှာတက်ချင်တယ်လို့ကောင်းမရေးထားပေးပါကျွန်တော်တို့ဆက်သွယ်ပေးပါမယ်အားလုံးကျေးဇူးတင်ပါတယ်အခုပဲစာပေဖတ်ရှုလေးလာပြီးတော့မှကိုယ့်ဘဝမှာကောင်းမွန်တဲ့အမြင်တွေရအောင်တည်ဆောက်လိုက်ကြပါစို့ we must work together we must build our nation